NLD ဥပဒေအကြံပေးဥက္ကိုနီအသက်ခံရတဲ့အမှုကိုရှေ့နေလိုက်ရမှာ NLD ပါတီအနေနဲ့ပါဝင်ပတ်သက်မှုမရှိတာတွေ့ရပါတယ်။တရလိုရှိနေဖြစ်တရားလွတ်တော်ရှိနေဥနေလာကတာဝန်ယူထားတဲ့အပိုင်းမှာလည်း NLD ရဲ့သဘောတရားတစုံတရာမပါဝင်တာကိုတွေ့ရပါတယ်။အဲ့ဒီလိုမျိုးပါဝင်ပတ်သက်မှုမရှိတာဘာကြောင့်လဲဆိုတာသိရဖို့အတွက် NLD ဥပဒေအကြံပေးအဖွဲ့ဝင်တရားလွတ်တော်ရှိနေဥကျော်ဟိုးကိုမြစီမကမေးမြန်းထားပါတယ်။ ဟိုတရားလွှတ်တော်ရှင်းနေဦးနေလာလိုက်တဲ့ကိစ္စမှာတော့ကျွန်တော်တို့ LDA ရဲ့ဘော်ဟိုဥပဒေထောက်ကူပြုဖွင့်နေတော့ဟိုပတ်သက်မှုမရှိပါဘူး။ဒါပေမဲ့ဥက္ကဋ္ဌင်မှုကိုဟိုပေါ့လေကျွန်တော်တို့အမှုကိုရုံးမတင်ခင်ကလေးကရုံးမတင်ခင်10ရက်လောက်ကလေးကဟိုဒီအမှုနဲ့ပတ်ပတ်သက်လို့ဟာလာဟိုကျွန်တော်ဘော်ဟိုဥပဒေထောက်ကူပြုဖွင့်နေတယ်တော့လိုက်ပါဆောင်ပြီးကန်လန်ခဲ့ပါတယ်။ဒီလိုကန်လန်နေရမှာလည်းပဲကျွန်တော်ဘော်ဥပဒေထောက်ကူပြုဖွင့်ဝင်ဖြစ်တဲ့တရားလွှတ်တော်ရှင်းနေတယ် ဥပောင်ပေတရားတစ်စက်ဟိုကျွန်တော်တို့တရားတော်တော်ရှင်းနေဟိုဖောင်တော်ဖောင်တော်ဒီဥကြော်ကြီးကိုကျွန်တော်တို့ပေါ့လေအဲ့ဒီအစင်းစင်းနဲ့အဲ့အဲ့ဒီအဲ့ဒီကနေအဲ့ဒီလမ်းကြောင်းကနေကျွန်တော်တို့ဥကုန်နေမိသားစုတို့ဟာဗဟုပေသောက်ပြုအဖွဲ့နေနေပေါ့လေကျွန်တော်လိုက်ပါဆောင်ရဲ့ပြီးပြည်လို့ကျွန်တော်ကန်လန်းခဲ့ပါတယ်ဒါကန်လန်းပြီးပြီပဲအဲ့ဒီအမှုရုံးတင်တဲ့အထိကျွန်တော်တို့ခုတက်တိပေါ့လေဘာမှအကြောင်းပြန်ကြလာမရှိဘူးနောက်ပိုင်းကျွန်တော်သိရတာတော့ဟိုဥကုန်ကြီးရဲ့ law firm ခုကိုဒီမှာကိုပိုင်လောဘရှိတာအဲကိုပိုင်လောဘတူလောဘရှိတည်တည်တဲ့ကျွန်တော်တို့ဟိုတရားတော်တော်ရှင်းနေကြီးဥနီလာနဲ့ပေါင်းပြီးတော့သူတို့အဒီမှုကိုလိုက်ပါဆောင်ရဲလို့သိရတယ်ဟုတ်ကဲ့ဒါဒါကြောင့်မို့ကျွန်တော်တို့ NLD ပါတီနေတဲ့ကတော့ဥကိုဒီမှုကိုကျွန်တော်ပြစ်ထားတယ်ပေါ့ပေါ့ကျွန်တော်အစိုးရကအကျိုးပြီးတော့ကျွန်တော်လုပ်လို့ဆောင်ပါလေဟိုကျိုးပြီးတော့လှုပ်ဆောင်ထားရတယ်ရှိပါတယ်ဒါသူတို့ကာယကံရှင်ကနေပြီးတော့လက်မခံလို့တာမလိုက်ရတဲ့ကိစ္စပါ ီကြဆောက်ကြည့်တာတော့မရှိဘူးပေါ့လေဒါပေမဲ့ကျွန်တော်တို့ကဒါကိုယ့်ရဲဘော်ရဲဘက်ဆိုတော့အများအားနားဆွနေပါတယ်အနေထားကိုလည်းကျွန်တော်တတ်နိုင်တယ်တော့ဟိုတိရှိအောင်ကျွန်တော်တို့ကကြိုးစားနေပါတယ်လူများဆက်ဝင်စားတဲ့အမှုကြတော့ကျွန်တော်တို့ဒီအမှုစီရင်တဲ့တရားသူကြီးတွေရောဟာလားနှစ်ဖက်ကအမှုလိုက်တဲ့ရှင့်နေတွေရောဒါတွေကတော့ဟိုပေါ့ဖီအားတော့အထက်ရောက်ရှိကြတာပဲလေ ါပဲ PR ကဘလောက်ပဲရှိရှိကျွန်တော်တို့ဆိုတာဒီရှင်းနေခြင်းဝင်ရှိတယ်။တရားလူကြီးခြင်းဝင်ရှိတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီအမှုဆက်စေးစီစဉ်ရတဲ့နေရာမှာသူ့လောက်ထောက်လုံးလေးရှိတယ်။သူ့လောက်ထောက်လုံးလေးရှိတဲ့အခါကျတော့ဒီဟာတွေဘောလေကျွန်တော်တို့ကဟိုလိုက်တာပြီးတော့ကျွန်တော်စော်ရဲလို့ရှိရင်တော့ကျွန်တော်အမားရင်းတော့တိတ်မရှိနိုင်ဘူး။ဒီလူကြိုက်များဘူးတိုက်လို့ရှိရင်တော့ ကျွန်တော်အမှားယွင်းရှိနေတာပေါ့ဗျာဒါတော့ကျွန်တော်ပြောချင်တာရှင်းနေချင်းဖို့လိုက်နာမယ်ယူသားရမယ်လीအဲ့ဒါရှင်းနေပဲဖြစ်ဖြစ်တရားသူကြီးပဲဖြစ်ဖြစ်နှစ်ဖက်လိုက်လဲရှင်းနေပဲဖြစ်ဖြစ်အာဒီဟိုလူကြိုက်များဘူးတော့မလိုက်ပဲနဲ့တောက်ပြီးတော့ဒီ pressure ပေါ့နော် pressure ရဲ့ဖိအားတွေကိုချက်ချက်ခံနိုင်ပြီးတော့ကျွန်တော်ဥပဒေအညီလုပ်ဖို့လိုတာပေါ့